ျွန်တော်ရဲ့အပိုင်းမှာကျတော့ကျွန်တော်ကဘာဖြစ်စင်လဲကိုယ့်လိုမျိုးပဲအတန်းငယ်ရွယ်တဲ့အချိန်မှာပြီးပါပွဲတွေကိုသွားပြီးတော့ရှင်ပြိုင်စီခြင်းနဲ့အဲ့လိုမျိုးပေါ့နော်အခုဒါကတော့တစင်ချင်းတစင်ချင်းသွားမယ်အပိုင်းမှာ तू तू လုံနိုင်တဲ့အားပေါ်မှာကြည့်ရမှာပေါ့အဲတကယ်လို့အဲ့စားတွေကိုလည်း तू တကယ်တမ်းလုံနိုင်တယ်ပြီးပါပွဲတွေလည်း तू သွားနိုင်တယ်ဆိုရင်တော့အတိုင်းအတာမရှိတကယ်ဟိုဘယ်လိုပြောမလဲဖခင်တယောက်အနေနဲ့အရန်ကုန်ယူသွားမှာပေါ့နော်အဲ့စားမျိုးတွေပါ ဘာလို့ကျွန်တော်တင်တန်းမှာရှိတဲ့ကလေးတွေဆိုလဲပြိုင်ပွဲဝင်မဲ့ကလေးတွေဆိုမိဘကိုလည်းမယွေးချက်ခိုင်းဘူးကျွန်တော်ကိုယ်တိုင်ကလည်းမယွေးချက်သူတို့တကယ်ရှင်ပြိုင်ခြင်းနဲ့စိတ်ရှိမှလားကျွန်တော်လုပ်အဲ့လိုမျိုးပဲဝင်ပြိုင်ခိုင်းတယ်ဟုတ်ကဲ့ပါဗျာဟာဟိုပညာအမွေပေးတာတဲ့လေဟိုဘလို့ဒီပညာကြီးကအမွေပေးမဲ့ဆိုရင်လည်းပေးလို့မဆုံးဘူးညကျွန်တော်တို့လည်းဒီနေ့ဒီချိန်ဒီမှာကျွန်တော်တို့မှပညာဆုံးသွားတယ်ဆိုတာမရှိသေးဘူးဒီဥစ္စာကလေ ဒါကတော့ AC ရဲ့ဖေဖေပါဒါဥဇော်ဝင်းထုံးလို့ခေါ်ပါရဲ့ဥဇော်ဝင်းထုံးမဟုတ်ပါဘူးဥဇော်ဝင်းထုံးမှာအဆိုတော်မဟုတ်ပါဘူးခါတီးသမားပါဟုတ်ဟုတ်ကဲ့ဟောဒီနေ့ပွဲကတော့ကျွန်တော်တို့ဒီတင်တန်းမှာနှစ်စဉ်တစ်တိုင်းလုပ်နေကြဒီကိုရက်ကြီးတဲ့ဆရာတွေအကုန်လုံးဒီ CN အကုန်လုံးအာဆီယပူဇော်ပွဲပေါ့နော်အများနဲ့နောက်တစ်ခုကကျွန်တော်တို့တင်တယ်နှစ်ပတ်လေနှစ်နှစ်ပြည့်လေပါပါလေခင်ဗျဟုတ်ဒီနေ့ပွဲမှာတော့ဟိုသူသူကြပါလေဘာတစ်ခုလဲဆိုတော့ကျွန်တော်တို့တင်တယ်နှစ်ပတ်လေ နှစ်နှစ်ပြည့်ပွဲလေးဖြစ်တယ်သူတို့ဒီဆရာဆေးဒီဘလက်ဘတ်ဖြည့်တဲ့နှစ်လည်းဖြစ်တဲ့အခါမျိုးတော့အားလုံးတိုက်ဆိုင်မှုတွေရှိပါတယ်ဗျဟုတ်ကဲ့အများကြီးဂုံယူရတော့ပေါ့အများကြီးဂုံလည်းဂုံယူရတယ်မိဘတယောက်အနေနဲ့လည်းအယံဝမ်းသာတယ်ဘာဖြစ်လို့လဲတော့ဟိုကျွန်တော်ဒီအခုလက်ရှိဖြတ်တန်းတဲ့အချိန်ဒီကိုကျွန်တော်သားကကျွန်တော်လိုမျိုးဂရအဲ့ကစားနီးကိုဝန်သနာမပါဘူးဒီလိုဟိုခါစီဘလက်ဘတ်ဖြည့်မဲ့ဥစ္စာကိုဘယ်လိုမှမထင်လာခဲ့ဘူးလေဒါပေမဲ့အခု तू ကကိုမထင်တဲ့ဥစ္စာကို အခုဖြစ်အောင်လုပ်တဲ့အခါမျိုးကျတော့ဒါအတိုင်းမသိဝမ်းသာတော့ဘောနော်ဟိုအမြဲတမ်းကတော့ဒါပြိတ္တတွေအမြဲတမ်းရင်းနှီးတာကဒီအမေနဲ့ကရင်းနှီးရလေဟိုအင်တာဗျူးတွေမှာဆိုလို့ရှိရင်လည်းဘယ်ဘက်သွားသွားပါပဲလို့ကအမေအမြဲတမ်းပါတာဟုတ်အဲ့လိုမျိုးဆိုတော့ရှူတင်မဲ့သွားသွားဘယ်ဘက်သွားသွားဆိုအမေအမြဲတမ်းပါအဖေကကျတော့ဟိုပါတော့ပါတယ်ဒါပေမဲ့သူအမြဲတမ်းလူရှိမထွက်ဘူးအမြဲတမ်းနောက်မှနေတယ်အစ်စီကအမြဲတမ်းဟို တုံတင်ဆုံးမရဲအမြဲတမ်း support ပေးရဲနောက်ဝယ်ရနေပေါ့အဲ့လိုပြင်နေပါရဲ့ပဲဖြစ်ဖြစ်ပွဲတွေပါရဲ့ပဲသွားအခါပဲဖြစ်ဖြစ်အခါအင်ရစလို့ရှိရင်အဲ့လိုပေါ့နော်အပေလိုက်ဖို့ပေးရဲလိုက်ဖို့ပေးသူကသူနေခဲ့ရမျိုးပေါ့အဲ့လိုမျိုးဆိုတာပိတ်သက်တည်းတိတ်မသိဘူးတိတ်မသိရတော့ဒါအခုအဖေကိုဒါပွဲထုတ်ပြီးပိတ်သက်တည်းနဲ့ဒါမိတ်ဆက်ပေးရပါအဖေကတော့ဒါ karate တမပေါ့နော်ဟိုသူကိုနေ့ရွယ်ကလေးစပြီးကစားရဲပြောတော့ဒါ local ပွဲတွေမှာလည်းဒါကစားခဲ့ခဲ့သလိုဒီနိုင်ငံလက်ရွေးစင်အနေနဲ့လည်းဒါပြပောက်ကိုဒါအများကြီးထွက်ကစားခဲ့ပြီးပါတယ်အဲ့လိုမျိုးဆိုတော့ဒါဖေကိုဒါမိတ်ဆက်ပေးရပါ ရှိရပေါ့ဟိုးငငယ်လေးကလေးရပေါ့နော်ငယ်လေးကလေးရဆိုအဖေရဲ့ဘွဲတွေအကုန်လုံးလိုက်ကြည့်ခဲ့ရလိုက်ကြည့်ခဲ့ရတော့အဲ့လိုမျိုးသူဟိုဒီပစ္စည်းကိုခွဲပြဟိုကြောက်တုံးလေးကိုပြောပြမယ်ဟို ရေခဲတွေရေခဲတုံးတွေခွဲတာတို့ဘာလို့ဒါတွေသူလုတ်တယ်ပေါ့နော်လုတ်တယ်အဲ့အဲ့ခေတည်းကကိုကကြည်ပြီးတော့ဟာမိုက်တယ်ကိုလည်းလုတ်ချင်းလိုက်တာငွေတုံးကတော့ဖြစ်တာပေါ့ဒါပေမဲ့တကယ်လုတ်မပါဆိုတော့အဲ့လိုတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဟိုကစားပစ်ဟိုကစားပစ်လာရင်နောက်ပိုင်းမှာကျတော့ဒီຢာတွေပို့ပြီးမြင်လာတော့ပေါ့ဒီပညာရဲ့အနှစ်သာရတွေဒီဒီຢာတွေအကုန်လုံးမြင်လာတဲ့အခါမှာဒါအဖေကိုအများကြီးလေးစားတဲ့ပိုင်းတွေရှိတယ်ပြီးတော့အဲ့လိုမျိုးဟိုအားကြရတဲ့ပိုင်းတွေလည်းရှိပါတယ်ဟုတ်ကဲ့အဖေတယောက်အနေနဲ့ကတော့အများကြီးဟိုဖြစ်စေချင်တော့ ဖြစ်စီခြင်းလေဆိုတာဘယ်လိုလဲဆိုတော့သူကပညာရေးပညာရေးမှလည်းထူးချွန်တယ်တရုတ်ဆောင်တဲ့အပိုင်းမှလည်းသူထူးချွန်တော့ထူးချွန်တယ်အခုလက်ရှိလည်းသူလှုပ်ရှားနေလလန်လန်ရောင်းမောမှာသူလှုပ်ရှားတယ်ဒါပေမဲ့ကျွန်တော်ရဲ့အပိုင်းမှကြတော့ကျွန်တော်ကဘာဖြစ်စီခြင်းကိုလိုမျိုးပဲအတန်းငယ်ရွယ်တဲ့အချိန်မှာပြပပွဲတွေကိုသွားပြီးတော့ရှင်ပြိုင်စီခြင်းနဲ့အဲ့လိုမျိုးပေါ့နော်အခုဒါတော့တစင်ချင်းတစင်ချင်းသွားမယ်အပိုင်းပေါ့။ तू तू လုံနိုင်တဲ့အားပေါ်မှာကြည်ရမှာပေါ့။ အဲတကယ်လို့အဲ့စားတွေကိုလည်းသူတကယ်တမ်းလုံးနိုင်တယ်ပြီးပွားပွဲတွေလည်းသူသွားနိုင်တယ်ဆိုရင်တော့အတိုင်းအတာမရှိတကယ်ဟိုဘယ်လိုပြောမလဲဖခင်တရားအနေနဲ့အရန်ကုန်ယူသွားမှာပေါ့နော်အဲ့စားမျိုးတွေကဟုတ်အဲ့ဥစ္စာကတော့လေကျွန်တော်ကဖီအောင်မပေးဘူးဘာလို့လဲကျွန်တော်တို့အလုပ်ကကိုကိုတိုင်းစိတ်ဝင်စားပြီးကိုကိုတိုင်းဇွဲနဲ့လုံးမတာဒါဖြတ်တန်းလို့ရပါလေဘာလို့အာမင်းလုံးမင်းလုံးရမယ်ဆိုတဲ့ဥစ္စာကြီးကိုကျွန်တော်တော့မပေးဘူးအဲ့တော့ကျွန်တော်တင်တန်းမှာရှိတဲ့ကလေးလေးဆိုလဲပြိုင်ပွဲဝင်မဲ့ကလေးလေးဆိုမိဘကိုလည်းမရွေးချယ်ခိုင်းဘူးကျွန်တော်ကိုယ်တိုင်ကလည်းမရွေးချယ် သူတို့တကယ်ရှင်ပြိုင်ခြင်းနဲ့စိတ်ရှိမှတာကျွန်တော်လုပ်အဲ့လိုမျိုးပဲဝင်ပြိုင်ခိုင်းတယ်ဟုတ်ကဲ့ပါဗျာသူ့ကိုပေးခဲ့တာကတော့အခုမှမဟုတ်ဘူးဗျဟိုလို့ပြောမယ်ဟိုကိုဘစ်မတိုင်မီတည်းရပါတော့ကျွန်တော်တို့ဒီရှိုးရယူနီဘာစီတီဘက်မှာဒီတင်တန်းကလပ်ဖွင့်တဲ့အချိန်တွေကတော့သူငငယ်လေးတွေကကျွန်တော်တို့ဒီလလန်းမိတော့ကစားတဲ့အချိန်တွေကသူ့ကိုပေးတော့ပေးနေတာဒါပေမဲ့အခုနောက်ပိုင်းဘက်မှာတော့သူကဒါကိုဒီဇိုင်းမမတ်နင်းဖြစ်လာတာပေါ့ ်ဒါဟိုပညာအမွေပေးတာတဲ့လေဟိုဘယ်လိုပြောဒီပညာကြီးကအမွေပေးမယ်ဆိုရင်လည်းပေးလို့မဆုံးဘူးညကျွန်တော်တို့လည်းဒီနေ့ဒီချိန်ဒီမှာကျွန်တော်တို့ကပညာဆုံးသွားတယ်ဆိုတာမရှိသေးဘူးဒီဥစ္စာလေဟုတ်အုတ်ချက်တွေအုတ်ချက်တွေရတော့ခုကတော့ခွဲနိုင်နေလေပဲရပါဤဂျေကဲကြီးရတော့လဲတော့ဒီဟိုဂျေကဲခွဲဖို့အတွက်ကြတော့လေဘာနဲ့ဆိုင်လဲဆိုတော့ဒီဖြတ်တန်းလာခဲ့တဲ့ဥစ္စာနဲ့ကို့လေ့ကျင့်ရတဲ့အများကြီးဆိုင်ပါတယ် ဟိုအမြင်တစ်ခုမှာကကျွန်တော်တို့ဒီအုတ်ခဲအခုချိန်မှာသူတို့အုတ်ခဲခွဲခိုင်းမယ်ဆိုရင်နှလုံးလောက်ထိကိုတော့သူတို့ခွဲနိုင်တယ်ဒါပေမဲ့ရေခဲကိုခွဲဖို့အတွက်ကျတော့အဆင်ပြေဘူးသူတို့အနေနဲ့ဘာလို့လဲရေခွဲကဟိုကြီးတော့တာဒီရေရားနေလှုပ်ထားလို့ပြောအမာကြောင်းမှုကအရင်များတယ်ဘာလို့လဲကျွန်တော်တို့လိုဆရာဆရာတွေတောင်မှလေတချို့တွေအခက်မသိလို့ခြေတော့ထပိုင်းကျိုးရတာရှိပါတယ်ဒါတွေကလေအဲ့ပါပါအရင်ကြီးစားရပါတယ်သူက အဲ့တော့ဘာလဲဆိုကိုယ့်ရဲ့လေ့ကျင့်အားနဲ့ပဲစိုင်းပါတယ်အဲ့ဒါကကိုယ့်တင်တယ်ထဲမှာကစားနေတဲ့အချိန်ကြာရင်တော့လေပင်ပန်းတာတွေ့ရင်တော့ဘယ်လိုပြောမလဲမိဘဆိုတော့စိတ်မကောင်းစိတ်မကောင်းပေမဲ့လည်းဩဒါဟိုသူလုံးနေတဲ့ကကျမ်းမာရေးဘက်ကပြန်ကြည့်တဲ့အခါမျိုးနောက်ပြီးကျရင်ဒီမာရှယ်ရဲ့ပညာအနေနဲ့မိကိုမိကာကာကွယ်ဖို့ဆိုကိုကိုခုကကာကွယ်ပိုင်ခွင့်ပေါ့ဘာလို့ပစ္စည်းလူလာလေးလေးရှိတယ်အဲ့ဒီမှာအဲ့လိုမျိုးတွေပေါ့နော်အဲ့စာမျိုးကြာရင်တော့ကိုကိုကာကွယ်လို့ရတာပေါ့နော်အဲ့စာလေးပေါ့ဟုတ်ကဲ့ဒါဒီနေ့မှကျွန်တော်ပတိဖြီထားတာ ကျွန်တော်တို့ကာတိုက်ခံထားရတာဒီလက်အစီအုံးလေးဖြစ်တဲ့လက်သန်းကျိုးတဲ့အဲ့ဒီတော်လေးလေးမှလည်းကျွန်တော်နဲ့အတူဒီတန်တန်းကိုသူဝင်ကင်ပြီးတော့ဒါစူးရင်းလုပ်ပေးနေတာပါပဲဟုတ်ကဲ့ဗျဟုတ်ကရာတီနဲ့ပတ်သက်ပြီးတော့လေအကြံပေးချင်တာတော့ဘယ်လိုလဲဆိုတော့ဟိုကလေးတွေတော်တော်များများတော့လေအခုနောက်ပိုင်းမှာဘာလို့တော့ဒီအားကစားအပတ်ကိုလှုပ်ရှားတဲ့ဥစ္စာမျိုးမှာတေချာလေးကိုနည်းနည်းလှုပ်ချင်နေပြီးတော့ကလေးတွေကိုလည်းလေဒီလိုမျိုးပေါ့မာရှယ်နီးလေးတွေကို ကိုခရာဒီမှာမဟုတ်ဘူးပေါ့နော်အများကြီးရှိပါတယ်ဟိုယူရလဲဝေးတို့တိုင်ကွန်တို့မလို့ကိုကြိုင်းနေတဲ့အကြိုင်းနေတဲ့အားလေးတို့လေလှုပ်စီခြင်းတယ်ဘာဖြစ်လို့လဲအခုနောက်ပိုင်းကကလေးတွေအတွက်ဒီအားကစားနည်းတွေအကုန်လုံးကပေါ်ရောနေကြတဲ့ဥစ္စာတွေအများကြီးတွေ့ရတယ်လေအဲကြောင့်ကြောင့်အားကစားဟိုမိမိရဲ့ကျမ်းမာရေးဆိုတော့လောကကိုယ့်ရဲ့ဟိုဟိုတကွေတကားဒီကုဟကာပိုင်း အတော့တော်လောက်ကစားသင်တယ်လို့တော့ကျွန်တော်ကတော့အကြံဉာဏ်လေးပေးခြင်းတယ်ကစားလဲကစားကြည့်ခြင်းတယ်ပေါ့နော်အကယ်ပညာကတော့ဒါဘူးမဆိုးဒါသူတက်ကိုတတားသင်တဲ့အရာပေါ့နော်ဟိုကိုမီတာစုကာကွယ်ချင်တာပဲဖြစ်ဖြစ်ကိုချိရတူတူကာကွယ်ချင်တာပဲဖြစ်ဖြစ်ကိုကိုကာကွယ်ပြီးပဲဖြစ်ဖြစ်လိုအပ်လာတဲ့အခါမှာလိုအပ်သလိုတုံးချနိုင်မှုအတွက်ဆိုလို့ရှိရင်တော့ကိုယ်ကံပညာတခုခုတော့လိုရပေါ့နော်ပြီးတော့လည်းဘာဖြစ်ကြလဲဆိုတော့ကျွန်တော်တို့ခုနောက်ပိုင်းမှာလူငယ်တွေတော်တော်များများဒီ ဟိုဘယ်လိုပြောမလဲခန်းဟိုလောက်ရမယ်ခန်းကန်တာအရင်များလာပညာရေးပိုင်းနေလည်းရှိမယ်ပြောင်းလို့ရှင်နေတခြားစိတ်ဝင်စားလို့ကောင်းတဲ့အရာတွေလည်းအများကြီးရှိတယ်အပျော်ပါကိစ္စတွေလည်းအများကြီးရှိရှိလာတဲ့အခါမှာဆိုတော့ဟိုးရင်အဖေတို့ခေတ်ကလို့တော့ဒီအားကစားတစ်ခုဒီဇိုင်းမမတ်လုပ်တဲ့သူဆိုတာတော်တော်လေးရှားပါပြီရှိတဲ့သူတွေလည်းရှိတယ်တကယ်ဒီဇိုင်းမမတ်လုပ်နေကြတဲ့သူလည်းရှိတယ်ဒါပေမဲ့ ဟိုຢာကိုင်းတုံးအဖြစ်ဆိုလို့ရှိရင်တော်တော်လေးနေသွားရပေါ့နော်နေသွားရအခါမှာဘာဖြစ်လဲဆိုတော့ဟိုဒီကျမ်းမာရေးအရာပဲဖြစ်ဖြစ်ခုနပြောလို့မြားစုကာဝယ်ဖို့ပဲဖြစ်ဖြစ်ဒါဒီလိုအပိုင်းနေမှာဆိုလို့ရှိရင်ဒါဟိုဘယ်လိုပြောရမလဲဟိုမလုံနိုင်တဲ့အပိုင်းတွေပါဖြစ်မှာဒါဆိုရင်လည်းတော့ဘယ်သူမဆိုတော့ဒီဟာကိုတတ်သားတင်တယ်လှုပ်တင်တယ်လို့တော့ဒါတော့အချက်ပြီးခြင်းပါဟုတ်